ဟုတ်ရအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရခိုင်မှုတီတုတ်တုတ်ဆာမဖြစ်ပါတယ်โอเคပရမသုံးမျိုးသီးကိုပြုတ်ပတ်မယ်မျိုးသီးကိုတမနေ့လောက်ပြုတ်ထားရင်တော့ပိုကောင်းတာပေါ့နော်မိုးပဲပြုတ်ဖို့အတွက်မိုးဖက်တဲ့ကိုရေးစိမ့်ပါမယ်အဲမိုးပဲပြုတ်မယ်ဆိုတော့ရင်နွေးလဲတည်ထားရသေးရပေါ့မျိုးသီးစိမ့်ကဒီလောက်ဆိုတဲ့အနေထားဆိုလို့ရှိရင်ရပါပြီခင်ဗျာရင်နွေးဆိုလာပြီဆိုလို့ရှိရင်မိုးဖက်ထည့်ပါမယ်မိုးဖက်ထည့်ပြီးွားရေဆိုလို့ရှိရင်အဲ့လိုလေးနေနေမှွေပေးလိုက်ပေါ့ဗျာဇုံလေးနဲ့ မမဖက်သုံးလဲဆိုရင်တော့ကျွန်တော်တို့မလေးရှားမှာတော့ဒီမုတ်ဖက်ကိုပဲသုံးရမှာရှားခေါက်ဆွဲပြီးရင်တော့ရခိုင်ကပိတော်ထားဖို့အတွက်ကျွတ်တော်ဖြူမျိုးကောင်ကပိတော်လိုအပ်ပါတယ်ကျွန်တော်ကတော့ငပိကိုမီးဖို့ဖို့ဆင်မပြေတဲ့အတွက်အိုးရဲမှာပဲလှော်ထားပါတယ်ခင်ဗျာအော်မေးလို့အဲငေုပ်သီးပြုတ်ထားတာပါထက်ထုံပေးရမှာနော်ဒါတော့ငပိထုံပြီးတော့ရလာတဲ့အနေထားလေးပါကျွန်တော်ကတော့စားနေငယ်နဲ့အချုံမုံငယ်ငယ်ကိုသုံးထားပါတယ်ငပိထုံတာကိုတော့ကျွန်တော်မပြတော့ဘူးနော်စပီဒူရှိနေမှာဆိုလို့ပါခင်ဗျာခုနကမုတ်ဖက်လေးပြုတ်ပေးသွားပါပြီပေါ့နော်ဒါဒီလိုလေးထားထားပါတယ်ခင်ဗျာ ကျွန်တော်ကတော့မုတ်ဖက်နယ်လို့ရှိရင်စေးချောက်ချပြီးဖြစ်နေမှာမကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကျက်တော်ဖြူစီချက်လေးကိုကျွန်တော်တုံးထားပါတယ်ရခိုင်တွေကတော့တုံးမတုံးတော့ကျွန်တော်မသိပါဘူးခင်ဗျာပြီးတော့ခုနကထောင်းထားတဲ့ငပီလေးတွေကိုထည့်လိုက်ပါတယ်ခင်ဗျာကျွန်တော်အကုန်ထည့်လိုက်ပါတယ်ဘာလို့ဆိုတော့မုတ်ဖက်ကအများကြီးဆိုတော့လေကဲခုနကတုတ်ပြီးလို့ရတဲ့နေထားလေးပါရခိုင်မုတ်တီရှူရှက်ပွင့်ထွက်ဘယ်လိုနေမလဲဆိုတော့စောက်ကြည့်ပေးပါဦးတုတ်ပြီးပြီဆိုတော့ဒီလူချောလေးကစပြတ်မှာဖြစ်ပါတယ်ခင်ဗျာကဲမစားကြီးလေရိပ်ပြတာပါ စက်မဲ့ရောပုံမှန်ပဲဒါမဲ့ကျွန်တော်အဆက်ချိုက်တယ်ဒါမဲ့ပြောတတ်သေးပါဘူးခင်ဗျာဇာကင်လေးဘုံတန်တရဏံကိစ္စမိပါစားကြပါဘူးခင်ဗျာကျွန်တော်တော့ဆွဲပြီနော်မြတ်တာတော့မစိုးပါဘူးဒါပေမဲ့လည်းပေါ့တယ်။ဟွန်းတလုတ်တဲ့နဲ့ထားပြနေပြီဆက်တယ်ပေါ့။ဘာစားရင်ကောင်းမလဲဆိုပြီးတော့ခေါင်းစားနေကြတဲ့သူတွေကျွန်တော်တို့လေလုတ်စားကြည့်ပေါ့နော်တကယ်ကိုကောင်းပါတယ်ခင်ဗျာ။ ဆက်ပြီးမဲ့လည်းဘလော့ရိုက်နေတယ်ဆိုတော့ဟန်လုပ်ပြီးတော့စားပြရပါတော့။ဒါကတော့ဆက်နေပြီးနှခဏရက်လိုက်ရတယ်။အရင်ဆက်လုံးလို့အဲဒါပေမဲ့လည်းကိုအောင်အားတက်ပြီးတော့စားပြရပါတော့။ကဲရေတောင်းမရောက်မှဆိုတဲ့အထားကြီးပါဟမ်တောက်တယ်တောက်တယ်တော်တော်လေးကိုဆက်နေပါပြီလို့ကဲဒါကတော့နောက်ဆုံးပါနောက်ဆုံးတလို့ပေါ့နော် ဘလောက်ဆက်လဲတော့မသိဘူးဗျာရုပ်ကိုပဲကြီးလိုက်တော့မာတလွဲပါလဲရမှာကြီးဦးရေတောက်တာอืมကုန်ပါရဲ့ပေါ့အေးဆေးပါပေါ့ဆရာကြီးပေါ့ဟမ်ဗီဒီယိုလေးကိုသုံးတိကြည့်ပြီးကြရတဲ့အတွက်အလုပ်ကျေးဇူးတင်ပါတယ်ခင်ဗျာတတသုံးတိကြည့်ပြီးတဲ့သူတွေအပွား